င်္ဂလာပါဒါကတော့ကျွန်တော်တို့50 YouTube 8000ကိုကျွန်တော်တို့မှန်လဲတာလေးကိုကျွန်တော်တို့ဒီဗီဒီယိုမှာအစဆုံးပြပေးတာပါဗျအဲဒီမှန်လေးတွေကထက်ရပြရတာအရင်ခက်ခဲပါတယ်ဘာဖြစ်လို့ခက်ခဲတာလဲဆိုလို့ရှိရင်မာသာဘုတ်ဥဘုတ်တွေမလို့ပါမှန်နေလဲရှားပါတယ်ဗျကျွန်တော်ရှိမှအနေငယ်ကြံရှိလို့ဒါဒီလုံးနေမှန်ထဲလို့ရတာပါမာသာဘုတ်ဥဘုတ်ဆိုတာကကျွန်တော်တို့ဥပြတယ်လို့ပေါ့ဒီကွန်းကနေပြီးကြိုးပြားနှစ်ပြားနဲ့ တီကွန်းမပါဘဲနဲ့မာသာဘုတ်ထဲမှာတီကွန်းပါဝင် ဖွဲ့စည်းထားတဲ့အလုံးလေးပါအဲ့တော့ဒါလေးကိုကျွန်တော်ဒီနေ့ရှားပါမှန်လေးထည့်တာလေးကိုဒီဗီဒီယိုမှာအစအဆုံးလေးပြပေးထားပါတယ်ဒါကတော့မကောင်းတဲ့မှန်ပေါ့ဗျာနော်မကောင်းတဲ့မှန်ကိုကျွန်တော်တို့စတင်ပြီးတော့မှန်မကောင်းတဲ့မှန်ကိုဖယ်ရှားနေတာပါမှန်ကိုဖြုတ်နေတာပါဗျာဒီအားလေးကိုဖြုတ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာနောက်တက်မှန်တစ်ချက်ကိုစားတို့ လဲလဲရပါမှာအဲ့တော့ဒါကကျွန်တော်တို့ဘောင်ပြောက်တိတ်နဲ့ကတ်ထားတယ်ကျွန်တော်တို့တိတ်တွေနဲ့ဘောင်ကတ်တိတ်တွေအသုံးပြုထားတဲ့အတွက်ဘောင်ကတ်တိတ်လေးကိုစတင်ပြီးတော့ခွာတာပါဗျအဲဒီလိုခွာတဲ့နေရာမှာလည်းကျွန်တော်တို့ LED ဘက်လိုက်ပိုင်းတွေပါတွေပြက်လို့အခုလိုဘောင်ကတ်တိတ်ကိုခွာတဲ့အခါမှာအနေရအရင်များပါတယ်ခွာလေးခွာတာမရှိဘူးကျွန်တော်တို့ကျင်းသားမရသေးဘူးဆိုရင်တော့အမှန်ကြီးကွဲတက်ပါတယ်ဗျာနော်အဲဒါကတော့ကျွန်တော်တို့မကောင်းတဲ့မှန်ကိုစတင်ဖယ်ရှားတဲ့အပိုင်းလေးပါ ါကတော့ကျွန်တော်တို့မှန်အစ်စ်ထဲတဲ့အခါမှာအောက်ကငဘူမူလတိတ်ဟောင်းတွေကိုဖယ်ရှားနေတာပါအခုဒါကျွန်တော်တို့မှန်အစ်စ်ကိုစတင်ထည့်ပါပြီမှန်အစ်စ်ကိုထည့်တဲ့နေရာမှာကျွန်တော်တို့အတွင်းကပလတ်စတိတ်တွေကိုကျွန်တော်တို့ဒီလိုပဲခွာပြီးတော့ထည့်ပေးပါတယ်ဒီလိုအတွင်းပလတ်စတိတ်ပါတယ်ဆိုတာကကျွန်တော်တို့မှန်အစ်စ်ချက်ချွတ်တွေမှာမှပါလိပါထားရှိပါတယ်အခုကျွန်တော်တို့ထည့်ပေးတာဆိုရင်မှန်အစ်စ်ဖြစ်ကြောင်းကိုဒီလို plastic ခွာတာလေးကိုကြီးကြီးအပြင်းလဲတိနိုင်ပါတယ်ဗျ။ ဒါကတော့ကျွန်တော်တို့မှန်လဲမှန်တင်ပြီးသွားပြီပေါ့နော်မှန်တင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရုပ်ထွက်လေးကိုအကျန်းလေးစစ်ဆေးတဲ့သဘောပါဒီလိုစစ်ဆေးတဲ့နေရာမှာကျွန်တော်တို့အောက်ကဘက်လိုက်မှာအမုံလေးကြံခဲ့လားအမိုက်တီကြံခဲ့လားဒါတွေကိုရှင်းထုတ်ဖို့အတွက်လောလောဆယ်တာကျွန်တော်တို့စမ်းသပ်တဲ့အဆင့်လေးပါဗျစမ်းသပ်ပြီးတော့မှကျွန်တော်တို့မှန်ကို အောက်ကဘောင်ကတ်တိတ်နဲ့ကတ်ဖို့အတွက်ကျွန်တော်တို့အပေါ်ကနေပြီးတော့ဖိပေးနေကြပါ ခုလိုပဲမိတ်ဆွေတို့အိမ်က TV တွေကိုမှန်လဲခြင်းနဲ့ဆိုလို့ရှိရင်တော့အပေါ်မှာကျွန်တော်ဖုန်းနံပါတ်လေးပါတယ်မိတ်ဆွေတို့အိမ်က TV ရဲ့နောက်က model ကိုပြပြီးတော့ဥစွာကုန်ကြစေးဘလောက်ရှိမလဲဒါလေးတွေကိုကျွန်တော်တို့နဲ့ဥစွာတိုင်းပင်မှာဇီးနှုံလေးတွေလည်းစုံလန်းလို့ရတယ်မှန်စေးဘလောက်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လက်ရှိရှိနေတဲ့လက်မတွေကတော့ကျွန်တော်တို့55လက်မ အဲတချို့တဝက်ရှိမယ်90တချို့တဝက်ရှိမယ်32မှန်လေးတွေရှိပါသေးတယ်အဲတော့ကိုလဲကျင်တဲ့ TV ရဲ့နောက်က model ကိုပြပြီးတော့ကျွန်တော်အပေါ်က fiber ဖုံးကနေပြီးတော့မှပုံလေးတွေပြပြီးတော့ဆက်သွယ်လို့ရသလိုကိုကိုတိုင်းကြည့်တင်တာလေးတွေရှိတယ်ဆိုလို့ရှိရင်အပေါ်မှာကျွန်တော်စာတန်းထိုးထားတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်လို့ပြန်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးပါခင်ဗျာ